တနင်္လာသာသမီပါအတွက်အခုဒါဝင်ရောက်ဖြတ်တန်းရတော့မယ့်အော်တိုဘာလတလတာနဲ့ပတ်သက်တဲ့ကကြမအခြေအနေကိုအရှင်းဆုံးဗီဒီယိုလေးနဲ့ဟောပြောပေးမှာပါ။အဲပြီးတဲ့အခါမှာတေရော့ကလေးတွေနဲ့လည်းပဲကကြမဖတ်ကြားပေးမှာပဲဖြစ်ပါလိမ့်စနာ။တနင်္လာသာသမီများအနေနဲ့အခုဒီအော်တိုဘာလတလတာဟာမထင်မှတ်တာတွေမညှော်လင့်တာတွေအံ့အားသင့်ပွေရာအဖြစ်အပျက်တွေကိုကြုံတွေ့ရစေနိုင်တဲ့ဒါလတလပဲဖြစ်ပါလိမ့်။အဲတော့ဒါထူးထူးခြားခြားအဖြစ်အပျက်တွေကိုပေါ့နော်ကြုံတွေ့ရနိုင်ပါလေအဲ့တော့ကောင်းတာတွေလည်းရှိနိုင်သလိုအဲဆိုးတာတွေလည်းပဲ ရှိနိုင်ပါတယ်။ဒါရက်ထူးခြားတာကတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်နှစ်ခါထပ်ထပ်ပြီးတော့ဖြစ်တတ်ပါတယ်။အဲ့တော့ကောင်းတာပဲကြုံကြုံဆိုးတာပဲကြုံကြုံနှစ်ခါထပ်ပြီးတော့ကြုံဝါတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်။နောက်ဒီတလားတာကာလာတွေမှာတချို့သောကိစ္စတွေကကြိုတင်ပြင်ဆင်ပြီးတော့ဒါစီစဉ်ထားတဲ့ကိစ္စတွေမှာအစီအစဉ်တွေကြဖြစ်ချင်မှဖြစ်လာပါလိမ့်မယ်မစီစဉ်ထားတဲ့ကိစ္စတွေမရည်ရထားတဲ့ကိစ္စတွေမမျှော်လင့်ထားတဲ့ကိစ္စတွေမထင်မှတ်ထားတဲ့ကိစ္စတွေကအများသောအားဖြင့်ဥမှုပြီးတော့ကြုံတွေ့ရတတ်ပါတယ်အဲ့တော့အကောင်းဆုံးအကြံဉာဏ်ပေးချင်တာကတော့ ချက်ခနဲ့ပေါ်ရင်စက်ခနဲ့လောက်ပါလို့ဒါပြောရမယ်ပုံစံမျိုးပါပဲအဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့နော်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လောက်ကန်ဆောင်ရတာကပုံမူပြီးတော့ဒါအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်အဲ့တော့ဒလာတာကာလာတွင်းမှာခရီးတို့သွာလာလှုပ်ရှားမှုတို့နဲ့အလွန်အကျိုးပေးစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ရဝေးနဲ့ပတ်သက်တဲ့ကုညီကောင်အထောက်ပံ့ကောင်အဆက်သွယ်ကောင်တွေလည်းပဲရရှိစေတတ်ပါတယ်။တလာတာကာလာတွင်းမှာညီညီလေးနေနေရတာမျိုးမဟုတ်ဘဲနဲ့ လှုပ်လှုပ်ရှားရှားသွားသွားလာလာနဲ့လောကကံရနေရထိုင်ရတာထားမျိုးလေးတွေကြုံရတတ်ပါတယ်မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေပြီဆိုရင်ဒီမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတင်းဟာသားသမီးများဟာတလားတာကာလာတွင်မှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အချက်လေးကတော်တော်လေးအရေးကြီးပါတယ်စိတ်ကြကြနေတာတော့စိတ်အားငယ်နေတာတို့နော်ကိုကိုကိုယုံကြည်မှုတွေ အဲယော့နေနေတာလို့တော့မဖြစ်ပါစေနဲ့ဘလို့ခက်ခဲဘလို့အတားစီးမျိုးဟုတ်မဆိုရင်ဆိုင်ကျော်ကျော်ဖြတ်သွားနိုင်တယ်ဆိုတဲ့စိတ်မျိုးကိုဝင်းမြူထားဖို့ပြောပါတယ်ရန်လေးတွေအတိုက်ခိုက်တွေရှိနိုင်တော့လည်းပဲအောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်အမှုကိစ္စပြဿနာလို့ဟာမျိုးပြောဆိုဖြေရှင်းရမယ့်ကိစ္စရမျိုးတွေကိုလည်းပဲအောင်မြင်စွာဖြေရှင်းလှုပ်ဆောင်နိုင်လိမ့်မယ်လို့တွေးရပါတယ်နောက်စနေတို့အကောင်းနေတာဖြစ်တဲ့နိုင်ငံရဲ့ချားနဲ့ပတ်သက်တဲ့ကိစ္စရတွေကိုစီစဉ်ဆောင်ရွက်နေတဲ့သူတွေလည်းပဲ အဆင်ပြေပါတယ်။နောက်လူမျိုးကြားဘာသာကားနဲ့အကျိုးပြည့်တတ်တယ်လို့တွေ့ရပါတယ်။နိုင်ငံရဲ့ကြားအဝေးကိုရောက်နေတဲ့သူတွေကလည်းပဲပို့ပြီးတော့အဆင်ပြေမှုတွေရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။အဲ့တော့အထူးကယူဆိုင်ဖို့လိုတာကတော့လူမှုပေါင်းတင်ဆက်ဆံရေးပါပဲ။လူမှုရေးပိုင်းနဲ့ပတ်သက်တဲ့ဂျိုတွေကတော်တော်လေးညံ့နေပါလေ။ဒါကြောင့်မလို့ဒီလာပိုင်းဟာလူအများနဲ့ပေါ့နော်အဆင်မပြေတာမျိုးတွေပို့ပြီးတော့ဖြစ်တတ်လွယ်ပါတယ်။ဒါလေးကိုသတိထားဖို့လိုပါတယ်။လုပ်ငန်းဟိုင်ငံပိုင်းအခြေအနေလေးတွေမှာ သိပ်ပြီးတော့အဆင်မပြေတဲ့လူမျိုးတွေဖြစ်နေတာပါတယ်လက်ရှိရှိရင်းတဲ့အလုပ်လက်ရှိရှိရင်းတဲ့နေရာမှာအဆင်မပြေမှုတွေများပြီးတော့အလုပ်စဉ်နေရာတွေပုံစံတစ်တွေအပြောင်းလဲတွေရှာခွေနေတဲ့သူတွေကတော့အခွင့်အလမ်းကောင်းတွေအဲရရှိပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ငွေကြေးကိစ္စတွေမှာမတိမကျဖြစ်နေတာပါတယ်ရရရှိတဲ့ငွေတွေရှားမလို့လို့နဲ့မရဘူးဖြစ်နေတယ်ပေးစရာရှိတဲ့ငွေတွေဟာမပေးနိုင်သေးဘူးဖြစ်နေတယ်ငွေကြေးပိုင်းမှာထင်းငော့ခက်ကြံ့ကြာမှုလေးတွေ ြုံရတာပါတယ်ခင်ဗျာကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေသာလည်းပဲအကောင်အဆိုးကတော့ညီမျှနေပါတယ်ဒါအကြီးကျမ်းမာရေးကောင်းစေနိုင်တဲ့လာတလာပါလို့ပြောလို့မရသလိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တအားကြီးချူချာမှုတွေပေါ့နော်အဆိုးအယံတွေကြီးရဲ့ပဲကြုံပြနေရမယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာကြတာကတော့ပထမဦးဆုံးဒါဒီရဲ့အင်းသားဝိစာဘူးအခြေခံလားတဲ့၃နဲ့ပေါ့နော်တိုင်မှာပေါ့နော်ဒီအခု အော်တိုဘာလာမှာဂျုံတွေးရနိုင်တဲ့အခြေအနေတွေကိုအားလုံးခြုံငုံပြီးတော့ကျွန်တော်ဟောပြောပြတာပါကဲရော့ကလေးနဲ့လည်းကျွန်တော်ကန်ချမဖတ်ကြားပေးအောင်ပါပဲဖြစ်ပါလေကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်းဒေလီနေမြန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဒေလီနေမြန်းလို့ရှားပါလေခင်ဗျာတဦးချင်းတယောက်ချင်းရဲ့ကိန်းခံကိုတွေ့ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယို host တန်းတွေကိုကျွန်တော်ဖို့ပေးတယ်နောက်တိလို့တဲ့မေးလို့တဲ့အကြောင်းအရာတွေကို ပြေးပေးဟောပေးပါတယ်။နောက်လိုအပ်တဲ့ရည်ရည်ရည်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ကြောက်ရှိနေတဲ့နှစ်ကာလပိုင်းထားတဲ့ပတ်သက်တဲ့အခြေအနေတွေကိုသေချာနားလည်အောင်ဟောပြောပေးပါတယ်။ညံပူသောကတအူးကို2000ကျပ်ရှူပါတယ်ခင်ဗျာ။အဲ့တော့ကပလီစတိုးမှာစောရန်ထိုးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ Berry Application လေးကို download ဆက်ကကျွန်တော်နေ့စဉ်ပုံမှန်ဒီဇယ်ဟောပြောပေးနေတဲ့နေသားလိုက် daily ဟောတွေကိုနေ့စဉ်ဝင်ရောက် ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ဒါအပြင်တပတ်စာဟောစာတန်းတွေတလားစာဟောစာတန်းတွေအဲတနည်းစာဟောစာတန်းတွေကိုလည်းပဲ application လေးထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေများက application လေးကို download ဆက်ကဝင်ရောက်ကြည့်ရှုပါအောင်လို့လည်းပဲတောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။အခုကျွန်တော်ဆက်လက်ပြီးတော့တင်လာသားသမီးများအတွက်ဒါကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။ကျန်လာသားသမီးများကအတာဟုခက်တန်းဝင်ရသွားတော့မယ်ပေါ့နော်အော်တိုဘာလဇလာတာဆိုတဲ့အချိန်ကာလအတွင်းမှာကြီးခဲ့တဲ့သူတချို့ကြောင့်ပေါ့နော် ိတ်တော်ကများစရာလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကဒီကာလပိုင်းခြားပေါ့နော်ဒီလာပိုင်းမှာအပြိုင်ဆိုင်လေးတွေအနှောက်ယှက်လေးတွေရှိတတ်တယ်ဗျစိုးရလဲစိုးခဲ့တယ်ပေါ့နော်လူမှုပေါင်းစပ်ဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေမှာလည်းပဲအဲခယူဆိုင်ဖို့ပေါ့နော်အဲ့တော့အဲ့ဒီအချက်လေးတွေကိုတော့ထည့်ပြီးတော့ကြောချက်ပါလေ။နောက်6လောက်တွေမသေးချင်တာမလုပ်ချင်တာ6လောက်နာလာ6လောက်ထိခိုက်မိတာမျိုးတွေဖြစ်တတ်ပါလေ။အားလေးတွေကိုနည်းနည်းခယူဆိုင်ပေးပါ။အဲ့တော့ ိုးတွက်အောင်မြင်မှုတွေကိုရရှိနိုင်တော်လဲပဲအခက်အခဲတွေနဲ့သူစိန်ခေါ်မှုတွေကြုံတွေ့ရစေနိုင်မဲ့လာတလာပဲလို့ဆိုရမှာပဲဖြစ်ပါတယ်အဲ့တော့ဆောင်းရရမဲ့ရရာကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမပထောင်းညွတ်၁၂ညွတ်ရဲ့ဂံပေါက်တပွဲရဲ့အဲလှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေဝင်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆုတောင်းဆောင်ရပေးပါလို့ရရာလေးပေးလိုက်ရပါတယ်ခင်ဗျာအဆုံးလေးကြည့်ပြတဲ့အတွက်အထူးပဲ